မင်္ဂလာမနက်ခင်ပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလမေတာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်နိုဝင်ဘာလ19ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲအချိန်တိုက်ထွာရရှိခဲ့တဲ့အနှိမ်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ20ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရဟိုင်းနဲ့ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ22ဒီဂရီဆယ်စီယပ်82ဒီဂရီဖာရဟိုင်းစီတို့ဖြစ်ကြပါတယ်။ ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလဝတဂျိုးတို့မှဖမ်းရရှိတဲ့ပုံအရာတင်္ဂလာပင်လယ်အော်မြောက်ပိုင်းမှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံမင်္ဂလာပင်လယ်အော်တို့မှာတိမ်သက်တမတိမ်နှုတ်ထက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ AR တိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းရရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတခြားမှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိတ်အသင့်တက်မှာတိတ်နှုတ်ထက်နေတာကိုတွေ့ရပါတယ်။မြမပင်လေပြင်းမှာမြဝကျွန်းပေါ်မုတ်တမခွေမုတ်တနင်္သာရီကဲမရာတစ်ဆောင်နဲ့ကမ်းလွန်ပင်လေပြင်းတို့မှာတခါတည်းရန်မိုးသက်လေပြင်းများကြောက်ရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။ မော်တက်လေပင်ကြစဉ်ရေပြင်းမြေပြင်းလေဟာတနအိကိုမိုင်30တိတက်ခန့်နိုင်ပါတယ်။လိုင်းမြမမြို့ဝကျွန်းပေါ်မုတ်တမခွဲမုတ်တနေသားအိကံရတဲ့ရှောင်းနဲ့ကံလွန်ပင်လေပြင်းတို့မှာရှစ်ပေမှ7ပေကန်ရှိနိုင်ပါတယ်။ကျမြမပင်လေပြင်းမှာ လိုင်းတင်တင်ရှိပါမယ်လိုင်းမြမရခိုင်ကံရတဲ့ရှောင်းနဲ့ကံလွန်ပင်လေပြင်းတို့မှာ6ပေမှ10ပေကန်ရှိနိုင်ပါတယ်။ဒီကနေ့ညနေထိခမန်းချက်များအနေနဲ့ကတော့နေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာနှံ့ပြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တနင်္သာရိုင်တိုင်းဒေသကြီးတို့မှာနေရာစစ်စိမ်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကျကျနေကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှုထစ်ချုံရှာပြီးစကိုင်းတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိတ်အထင်အတင်ဖြစ်ထွန်းပါမယ်နေပြည်တော်နဲ့ဤတော်ဝိုင်းအတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းကြမှာ နေရာကွက်ကြောင့်မုတ်တချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယပ်88ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိမိုးရွာသားချိန်နေခံမှန်းချက်မှာနေရာကွက်ကြောင့်မုတ်တချုံရွာနိုင်ပါတယ်။အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းကြပါလိမ့်။နေရာကွက်ကြောင့်မုတ်တချုံရွာနိုင်ပါတယ်။ အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆယ်ဆီယပ်91ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊မကွေးတိုင်းဒေသကြီး၊နေပြည်တော်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြောင့်မှနေရာကျကျမုတ်ထစ်ချုံရွှာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက် 9နိုင်ချိန်ထုတ်ပြန်တဲ့မူလဝတ္ထသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်